အာအလုံးမဲ့မင်္ဂလာပါကျွန်တော်ဘလော့တွေပြန်လည်ကြိုဆိုလိုက်ပါတယ်ဟောကျွန်တော်ပရိသတ်တွေကကျွန်တော်ပြောရပါတော့အရင်လိုဗီဒီယိုရှင်းရေးပြန်မလုပ်တော့ဘူးလားပေါ့ကျွန်တော်လည်းလုံးချင်ပါတယ်အဲ့လိုဗီဒီယိုရှင်းရေးဒါပေမဲ့ဟိုကျွန်တော်ဒီ demo ရောက်ပြီးတော့အလုပ်တွေရမ်းများနေရတဲ့ကိစ္စအမျိုးမျိုးတွေကြုံတွေ့ခဲ့ရတယ်ပြီးတော့အဆိုးဆုံးကကျွန်တော်ဒီ demo မှာပြီးခဲ့တဲ့တလား accident ဖြစ်သွားရပါတော့ ဒီနေ့ပြောချင်တာကတော့ကျွန်တော်အဲဒီမုန်းမှာ accident ဖြစ်ပြီးတော့ကျွန်တော်ဒီတုံးပတ်လောက်ပေါ့နော်ကျွန်တော်ဒီလက်အစည်းနဲ့ကျွန်တော်နေလိုက်ရအောင်ကျွန်တော်အများနဲ့စဉ်းစားဖြစ်တယ်။ဟောဒီအလုပ်ကိုဘေးမြရမှန်ရလားပေါ့နော်။ဘာတော့မြန်မာနိုင်ငံမှာကားကြတော့တင်းတန်းတပီးရနဲ့ပတ်စံပေးကြမလို့ပဲတင်းမိုးဘော၆တောင်မဟုတ်ဘူးလေ။ဟုတ်တယ်မလား။ကျွန်တော်ကကြတော့ဟိုပတ်စံ ပေးပြီးတော့မှတင်ဖို့တရားအဲ့တော့ပတ်စံပေးရဆိုတာကြောင့်ကျွန်တော်တို့ဒါကိုကိုရင်းနှီးနှုံနှံလိုက်တာပဲပေါ့ဒါရှိအရာရှိထိလောက်သွားမယ်ကပနီလောက်သွားမယ်လူတော်ဖာတော့တက်လာမရှိဘူးเนาะအဲဒီကိုကိုဒီအရင်နေ့တခုရရင်နားမယ်ဆိုတဲ့လူတွေတော့ကောတခြားလေးစဉ်းစားစီရင်နေပေါ့ကျွန်တော်အခုပေါက်သေးရကြတော့ဒေါ်လာ1000နဲ့3000ကြားရှိတယ်ဒီလူတစ်ယောက်ရဲ့ပေါက်သေးရ အဲတင်မောပေါ်ရောက်ဘူးပေါ့နော်ရိုက်ရေးကိုခေါ်တော့ကျွန်တော်တင်မောသားကျတော့2000 2000နဲ့300ညာဆိုတော့ဥပမာပြောမယ်ဆိုရင်1000ဆို350 1000ဆို300 350 350နဲ့350လောက်300နဲ့350လောက်ပေါက်ကြီးရှိရပေါ့နော်အဲ့ဒီပေါက်ကြီးကဒီတင်မောပေါ်ကျောက်လို့ရှိရင်မှန်ပါတယ်တင်မောကကျတော့ကျွန်တော်တို့အချိန်တိုင်းတာတစ်ခုကျောက်လို့ရှိရင်တော့ပတ်စံရလာမယ်အဲဒါမဲ့ကျွန်တော်တို့ဆုံးဖြတ်မှုတွေကြောင့်ငွေရွေးမှုအချိန်လေးမိသားစုနဲ့ဝေးပွားမှုအချိန်လေးလွတ်လပ်မှုတွေ အများကြီးပဲကျွန်တော်တို့ပြန်ပြန်ပြီးပေးဆက်ရတာပေါ့နော်အဲ့တော့ဒီ100 150 50လောက်ကိုကိုပိုင်စူပါရီပဲလုံမလားအဲတင်မောပဲရွေးချယ်မလားဆိုတော့ဒါပုံကိုတရားစဉ်းစားကြပါတော့။ဘာကြောင့်ဆိုတော့အရင်ကတော့လိုမျိုး30 30နဲ့တင်မောသားဖြစ်တဲ့ဟင်မို့တော့တင်းတရားကျော်လောက်ရင်းပြီးတော့မှတင်မောသားဖြစ်တဲ့ခေတ်ဆိုတော့ကြံပေးရပါမယ်။ဒါပေမဲ့ကျွန်တော်အရင်ကတော့ကျွန်တော်ပြောပါတယ်တင်မောသားတော့ကျွန်တင်မောသားလုံးချင်တဲ့လူတော်များကျွန်တော်မဲတဲ့အားပေးရင်အားလုတ်ပါလုတ်ပါပေါ့။ဒါပေမဲ့အခုကျတော့တရားပြစဉ်းစားကြည့်တော့ ဒီရင်းနေသိန်း350လောက်ကိုကိုပိုင်စီးပွားရေးတစ်ခုလွှတ်လိုက်မယ်ဆိုလို့ရှင်ဘာမှစဖြစ်ပေါ်နိုင်တယ်အနာဂတ်မှာဘာကြောင့်လဲဆိုတော့စီးပွားရေးကြောင့်နှစ်ခုပဲရှိရတယ်အမြင့်နဲ့အရှုံးရှုံးမလားမြင့်မလားဆိုတော့ဒါကမမိကိုတိုင်ပေါ်ပါပဲဟိုဒီရေပေါ့နော်ဒါမိမိကျူကအထောက်ကူလေးလာနိုင်ဆိုတဲ့နိုင်မှုအဲ ဒီ marketing စရတဲ့အများကြီးပဲဒါကိုကိုကိုနဲ့ပဲဆန်တဲ့ကြာပါတော့ဒီအောင်မြင်လားကြာချုံမလားဆိုတာကြတော့ဒီတင်မောသားကြတော့ဒီပတ်စံဒီ300 150လောက်ရင်းနှီးလိုက်မယ်အချိန်တစ်ခုကြာ3နှစ်5နှစ်6နှစ်ကြာလိုက်လို့ရှိရင်တော့တွန့်တူပုံမှန်ဝင်ဝင်လေးပေါ်ရလာလေးပဲပေါ့နော်အဲအဓိက comfort zone မှာဒီစိမ့်မှန်ကြတော့ဒီဘက်ကကြတော့ ောင်မြင်မလားကြောက်ရွံ့မလားမသိနိုင်ဘူး။ဒါပေမဲ့အောင်မြင်သွားလို့ရှိရင်လည်းလူတိုင်းတော့ဝန်ဖြစ်ပေါ့နော်။လူတိုင်းတော့အောင်မြင်မှာဟိုရှိပိုင်းလူတိုင်းလူတိုင်းအောင်မြင်မှာမကြောက်ရွံ့မှုရရှိမှာ။ဒါပေမဲ့ပြောမရဘူးပေါ့။ဒီဘက်ကိုယဉ်နေမလားဟိုဘက်ကိုယဉ်နေမလားဆိုတော့သိချာစဉ်းစားရပါလို့ကျွန်တော်ဒီ comfort zone နဲ့ကနေပြီးတော့ရုံထွက်ဖို့စဉ်းစားနေပါပြီလို့အားလုံးသတ်လာပါ။